ဇီဝနည်းပညာနဲ့တီးနှံထွက်တွေးဆိုင်ရာဆွေးနွေးပွဲကိုရှမ်းမောမြေကုမ္ပဏီကဥဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ EcoStar USA ဇွဲမြန်မာနဲ့နှုတ်ဦးရဲ့တမာဇီဝနည်းပညာတို့ကလည်းပူးပေါင်းပါဝင်ဆွေးနွေးခဲ့ပါတယ်။စိုက်ပျိုးရေးလုပ်ငန်းစတင်တဲ့အခါအပင်ကြီးထွက်မှုထွက်နှုံးတိုးမှုနဲ့ပူးမွားယောဂတန်ခံနိုင်မှုအတွက်ဘာတွေလိုအပ်တယ်လဲဆိုတာကိုဒီပွဲမှာဝိုင်းဝန်းဆွေးနွေးခဲ့ကြတာပါ။ဇီဝဗေဒနည်းပညာဆိုတာကတော့ဓာတုနည်းနဲ့ထုတ်လုပ်ထားတဲ့ပိုးသက်စီပေါင်းသက်စီတွေကိုအသုံးမပြုဘဲ သဘာဝဖြစ်တဲ့အပင်တွေရဲ့အကျဉ်းချံတိရစ္ဆာန်တွေရဲ့စွန့်ပစ်အညစ်အကြေးတွေကိုပြန်လည်အသုံးပြုတာပဲဖြစ်ပါတယ်။ဓာတုနည်းနဲ့ဇီဝနည်းတွေရဲ့ကောင်းကျိုးဆိုးကျိုးတွေကိုတော့ဥသိမ်းနိုင်ကအခုလိုရှင်းပြခဲ့ပါတယ်။မြေဩဇာများကတော့ဓာတုပစ္စည်းဖြစ်တဲ့ပင်နယ်လို့အလွန်အကျွံလူတွေကိုအနိုင်မဖြစ်စေနိုင်ဘူးပေါ့။သို့တော့ပေါင်းသက်ဆေးတို့ယောဂသက်ဆေးတို့เนาะဘုဒ္ဓသက်ဆေးတို့ဓာတုအစိတ်တွေကတော့ကင်တွယ်သုံးဆဲသူတွေကောเนาะဒီ အားတွေကိုအသုံးပြုပြီးစိုက်ပျိုးထားတယ်ပြီးနံတွေကိုစားသုံးသူတွေကောပါကျမ်းမာရေးကိုထိခိုက်စေနိုင်ပါတယ်အဲ့တော့ဒီလိုပစ္စည်းတွေကိုမသုံးဘဲနဲ့တဘာဝ organic ပစ္စည်းတွေကိုအခြေခံပြီးထုတ်လုပ်တဲ့အဆင့်မြင့်ဇီဝနည်းပညာနဲ့ထုတ်လုပ်ထားတဲ့ organic ပစ္စည်းတွေကိုပဲသုံးပြီးစိုက်ပျိုးရင်အဲ့ဒါကိုအစိတ်သင့်တဲ့အာဏာရင်မဖြစ်နိုင်ပါဘူးကိုင်တွယ်သုံးဆသူတွေတွေပေါ့ဒီပြီးနံတွေကိုစားသုံးသူတွေအတွက်ပေါ့တဘာဝအသက်ရှိတွေပတ်ဝန်းကျင်ရောအာဏာကကင်းစေပြီးတော့စိုးကျိုးတွေမဖြစ်အောင် ်ကာကွယ်ပေးနိုင်တဲ့အနေအထားဖြစ်ပါတယ်။နိုင်ငံကမှာတော့ဇီဝနည်းပညာတွေနဲ့ထုတ်လုပ်ထားတဲ့ organic တီးနှံတွေကိုဓာတ်ရုပ်နည်းပညာသုံးထုတ်လုပ်ထားတဲ့တီးနှံတွေထက်ပိုပြီးတန်ဖိုးထားကြပါတယ်။ဒါပေမဲ့ဇီဝအေးရထိရောက်မြန်ဆန်တဲ့ဓာတ်ရုပ်ဇီဝတွေကိုတော့အသုံးပြုနေကြဆဲပဲဖြစ်ပါတယ်။နောက်ပိုင်းမှာဓာတ်ရုပ်ဗေဒနည်းတွေထက်စာရင်ဇီဝဗေဒနည်းပညာတွေကိုပိုတန်ဖိုးထားဖို့အသိပညာတွေကျယ်ပြန့်လာမယ်လို့မျှော်လင့်နေသူကတော့ဦးမျိုးမြင့်ပါ။ အဝင်းနဲ့တင်းနာစီမြင့်နေနိုင်ငံတကာတံပိုးထားတယ်တံပိုးထားတယ်ပေါ့နောက်ပြီးတော့အန်ရကင်းနဲ့အစာအစာစားစာစစ်ဖို့ဆိုပြီးတော့တံပိုးထားကြတယ်တဖြည်းဖြည်းနဲ့ဒီအတိတ်ဒီအမြင်တွေကြားလာကြရတာကြတဲ့အတွက် ဒီအန်ရကင်းတဲ့စားစားတံခိုးရှိတဲ့စားစားတံခိုးရှိတဲ့ကိစ္စဆိုပြီးတော့ဒီနေ့ဒီအကင်းနဲ့ပဲရောက်လာဒီနေ့တဘာဝတုံးစံမှုတွေထွန်းလာတာပါဓာတုရဲ့စုစုတွေဒီနေ့တိလာတာ